အားလုံးပဲမင်္ဂလာပါရှင်။ဆီယာမမိုးမိုးအင်းလျာရေရွှေတကုံကိုမြင်လင်းဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်း16ကိုဆက်လက်ဖပြပေးသွားမှာဖြစ်ပါတယ်ရှင်။မျိုးကြီးပြားကြီးဆိုတော့ဒီလိုပဲပေါ့။အစင်မြဲတော့ဘယ်မှာတန်ရှင်းနေနိုင်ပါမလဲ။လူတွေကလည်းများအလုတ်ကင်တွေကလည်းမျိုးစုံဆိုတော့အမိုက်တိုက်ဆိုတာစုပုံချုပ်ထွေးတတ်စမြဲပေါ့။နိုင်ငံသားမှဆိုအထက်ဆိုးစီအမိုက်ပြေသနာလေးတို့ညဉ့်ဉန်းတဲ့ပြေသနာကာချုပ်ထွေးတဲ့ပြေသနာတွေကိုဖြစ်ရှင်မှုနီလာအမျိုးမျိုးရှာနေရတာ။ ိုးစီမှာကြက်တဲတွေရှုပ်ထွေးတယ်ဆိုတာဘာဟုတ်အောင်လဲတိုက်တွေအိမ်တွေဆောက်ဖို့နေရာတွေအများကြီးရှိသေးတယ်မြေကွက်လက်တွေကျန်သေးတယ်ရဟုံမျိုးတွေမှာပဲကြီးအင်းဆောက်လို့ရသေးတဲ့နေရာမြေကွက်တွေအများကြီးအသုံးမပြုရတဲ့တင်းချိုင်းတွေကိုဖျက်ပြအောင်နေရာတွေအများကြီးကျယ်လာမယ်မြို့တော်အင်္ဂါလည်းညီလာမယ်မောင်အီးဟာတူတက်တမညမှတ်တမညတွေးလာ၏သူဟာလဲဆရာသမားနဲ့နင်းနင်းနာနာနေရသူမဟုတ်ခေသူမဟုတ် ဆယ်တန်းမအောင်သေးတော့လေ time no new video ကိုမှန်မှန်ဖတ်ရ၍ဘ ഹു တုတာကြွယ်ဝသည်ဒါရီကိုအထင်မကြီးသူကသူမိမသာဖြစ်၏သူမိမကအမိုက်ကိုရွှေ့ပြစ်အောင်လုပ်တတ်သူဆိုတော့သူ့လိုစာအုပ်စာတန်းအကူသူကိုအထင်ကြီးရကောင်းမှမသိပေယခုလဲကြည့်ရုံးကပြန်လာပြီးအိမ်မအေးစစ်စစ်နေရသူ့ကိုလူတရားအခေါ်ခိုင်းလိုက်သည်ထို့လူကသူ့တို့အတွက်အရေးကြီးသည်ငွေထုတ်ပေးပြီးတောသို့လွှတ်၍ဘက်ထရီအဟောင်းဝယ်ခိုင်းထားသူဖြစ်သည် ပြန်မလာဒီမှာတပတ်များရှိပြီစိတ်ချရသည်ဆိုတော့လေငွေကြီးနှစ်ဆိုတော့ကြကြထား၍မကမြေထားတန်လန်းကို ဖြတ်ကူခဲ့၏ဆိုင်နေလေးတွေတက်စီနေသောဆံပြားစီကိုလွန်ခဲ့၏ရင်းကြီးစိမ်းများတက်နေသောရေမြောင်းကိုကြော်ခဲ့သည်ညောင်မရဖုံတော်ထဲမှာကလေးတွေစော်ကစားနေကြသည်တဲအိမ်များကိုလွန်လာခဲ့သည်ဘဝမြင့်ရိတ်သာဟုသောအမြင်ထလာလေးပေးထားသည့်အိမ်လေးတွေဘက်ကိုရောက်လာလေသည် အကွက်ချရေးတက်ရဆာဆောက်ထားသောအင်းလေးတွေသည်ပျက်စီးအိုမင်း၍ရိုင်းနေလေလိမ့်ပြီမြင်မောင်တယောက်ရှိသလားဗျို့သူကအင်းရှိမလှမ်းအော်လိုက်သည်မြောက်သေးလေးကွာမနေ့ကပဲမင်းမင်းမလာလို့ပြောလိုက်ပါဘကောအော်ဟုတ်ကဲ့ခဏရောက်ပလာလို့ပါအိမ်မော်တက်ရံမဖိတ်ခေါ်တဲ့ဖြစ်သူမဝင်ရပြီမြင်မောင်ဒီသူ့ဦးလေးစိတ်ကအလို့သမားတူစီမှာကတ်နေရသူဖြစ်၍အခြေအနေကတော့မဲသည် ။သူကတော့ယူသားဖြောင်းမှတ်ပုံရ၏။သို့တော်မောင်အေး၏အမင်းနှင့်မိမကတော့စိတ်ပူနေပြီ။နောက်ပြီးဒီမြောက်ဦးကသူ့ဘက်လှည့်လာမှတေးကြသည်။ဒီအလုပ်ကိုသူဝင်မလုပ်ရသူများကိုအားကိုးရသည်ဟုသကနာထိုးကြပြီးတော့မြည်။သူကတော့လူဘာဝသည်ပဲဆိုဆို နေပူထဲမှာငွေတရားရမည်အလုပ်ကိုမလုပ်ချင်း။နေထဲမှာငွေတစ်ဆက်ရသည့်အလုပ်ကိုပဲစိတ်အေးလက်အေးလုပ်ချင်း၏သူကအတွေ့သမားအမှုသမား စိတ်ပြက်လက်ပြက်ဖြက်သူပြန်ထွက်လာခဲ့သည်ညနေစည်းစားမှရန်ကုန်အနန္နာစီဒီကိုဝင်လင်းစွာဖူးမြင်ရ၏သူအိမ်မပြောင်းခြင်းသည်မိမနာပူရာကိုသူသည်မခံနိုင်မြို့ထဲကို ပြန်သွားခြင်းစိတ်ပေါက်လာ၏ရုံသားစီမှလဲ၍ရန်ကုန်မြို့ထဲကိုအလဲပတ်သဘောဖြင့်မသွားစဘူးပြီရုပ်ရှင်ပင်မကြည့်တာကြပြီတကယ်တော့ရန်ကုန်သည်နေထိုင်ညမှာပို၍နေလိုကောင်းသည်ဘယ်ချိန်ထွက်သွားထားသလဲမမှလူမြင်ရတတ်သည် ဒီချိန်သွားလျင်9နှစ်ခွဲပွဲမိမိအပြက်မှရုပ်ရှင်သိင်းကိုစောက်တည်ကြကားဖြစ်ပြန်မိဒုမဟုတ်ကလည်းမျိုးထဲမှာပင်အိတ်လိုက်မိတထုံးတော့ရင်ရှိသားပဲရခင်လူပြိုဘွားတုန်းကတော့ညာဘက်မျိုးထဲမကြမကြရောက်သည်သူ့အမေကသူ့ပြန်မလာလျင်စိတ်မပူတတ်ပေငမိုးရိတ်တဝိုက်မှာတော့သူ့ကိုရံပြုတ်ဝင်သူမချီသူတို့ကအနေကြပြီးဖြစ်၍တရွာတုံးတည်နေကြသည်သူ့အဖေကိုလည်းပဝင်းခြင်းကလန့်သည် တချို့ကတ်တုန်ရုပ်ပြစာအုပ်တွေဝတ်ထုထဲမှာတော့မွေးရတရားပေါ်မှာလူစိုးတွေချင်းပြီးပစ္စည်းအလဲလဲလောက်ကြသည် ပြစ်ကြခတ်ကြသည် သူတို့တခါမှမကြုံမှုပြီသူအိမ်ရမအိမ်လင်းသူအိမ်မှာကဘာပြောမည်လဲမသိလက်ထပ်ပြီးမှတော့တခါမှညင်းနေအောင်အပြင်းမထွက်ဘူးပြီဘာပဲပြောပြောမိမရရတယ်ဆိုတာအချုပ်အနှောင်တစ်မျိုးပါပဲနောက်အကျင့်ဖြစ်သွားအောင်ရုံထွက်ထားရမည်စကားဘတ်စကားကို ခိတ်ဆုံးမှစပြီးစီခဲ့လေသည် မျိုးရဲကိုရောက်တော့စုလီလမ်းပေါ်မှာချုပ်ရှင်ကိုတဝိုက်မှလူစီကားနေပေပြီဈေးညံလမ်းပေါ်မှာနိုင်ငံခြားဖြစ်အင်ကြီးတွေချင်းမောင်မီတွေအခြားအသုံးဆောင်ပစ္စည်းမျိုးစုံတွေခင်းရောက်နေကြလိမ့်ဤကြံရဆိုင်မှုတွေထောင်ထားသောပန်းချံပက်လင်မှာဈေးတယ်တွေပြင်းနေသည်ကပ်ဖြစ်သည်ဟူသောဆိုင်ပုတ်လေးကြီးကတံခွေမီချကိုတံခွေဖြစ်ပေးသူတွေလည်းရှိသည်ခောက်ထီတစ်ချောင်းကိုဖွင့်၍ကင်ကအနာရောက်လာသူကိုထိုးပေးပြီး30ပဲပေးပါဆိုကရောင်းနေသူလည်းရှိသည် ဓာမောက်ဆိုင်တွေကအပြိုင်ဆိုင်ထွက်ပြီးလူကိုဆွဲဖက်တော်မတန်ဈေးခေါ်သူတွေကလည်းရှိသည်ဘင်္ဂလားဒေ့ရှ်ဘက်မှဝင်လာသောအင်းကြီးအဟောင်းတွေကို ပုံရောင်းသည့်ဘက်မှလည်းလူစီကားနေ၏စုလီညာစန်းသည်စုညာရှုပ်ထွေး၍နေ၏မရောက်တာကြပြီဖြစ်သောရန်ကုန်ညကိုတပတ်ပတ်ကြည့်ပြီးရုပ်ရှင်အုပ်ဘက်ကို ပြန်လည်လာခဲ့သည်တထုံးဦးကိုအိမ်မှာသွားမရှာပဲလက်ဖက်ဆိုင်တွေမှာလှည့်ရှာရန်စိတ်ကူး၏ရှီလာမင်းလက်ဖက်ဆိုင်ရှိနှစ်ဖူးစီမှာ ိရဆုံးကြောညာစာရင်းလေးများအလိုလျောက်ထွက်လာပုံကိုလူတွေရက်ကြည့်နေကြလေသည်ရှောင်းမျိုးရတလောက်တို့တတ်နေပြီလားငါမျိုးရဲ့ရမရောက်တာကြတော့မသိဘူးနောက်ဆယ်နှစ်ဆိုရင်နောက်နိုင်ငံကမျိုးကြီးတစ်မျိုးလိုဖြစ်သွားမယ်အေးဆိုင်တွင်မှလူစီကားနေဤပူအိုက်လုံးရွေးထင်သည်စက်တနားကျော်သည့်အထက်အေးဆိုင်မှလူမဆဲသည်အမျိုးသားတွေအေးစစ်စစ်ထိုင်ကအပန်းဖြေနေကြသည်။ဘာလို့ဒီလဲကို စိတ်ကြောတဲ့ရွယ်ကောင်းမလေးတီသူရနာကခါပြုံးပြုံးလေးမိဤတထုံးနှင့်သူတငယ်ချင်းအွန်လိုင်းဝင်းကကောင်းခါပြသည်မောင်ရတော့ပြုံးချွန်တော်လက်တော့စပွဲရူမင်းကလေးကိုသာငေးမောကြည့်ရှုနေမိဤမင်းကလည်းထူးဆန်းဖြစ်နေလိုက်တာတဖိတ်ဆိုင်တွေမှာမင်းကလေးစပွဲရူတွေတုံးနေပြီကွာ ခုအေးဆိုင်မှာလည်းမင်းကလေးတွေဝင်လို့တယ်နောက်အရက်ဆိုင်မှာလည်းလုံရင်လုံရမယ်ဒါဟာရွေလျားလာတဲ့ရေစီးကြောင်းပဲသူတို့ပတ်စံရဖို့အလုပ်လုပ်ကြတာပဲ ငါတော့ရုံးမှာအဖိုးရေခန်းနဲ့ပဲအနေများလို့ဒါတွေမသိဘူးကွာစပွဲကုံတစ်ခုတွင်ကောင်းမလေးစပွဲကုံတစ်ခုတွင်ကောင်းလေးနှစ်ယောက်တည်စပွဲတို့ကောင်းမလေးတယောက်ကိုခေါ်ကားချီကြနေ၏ဘာလီကကောင်းလားမကောင်းဘူးတယောက်ခေါ်နေရဘာလို့မလာတာလဲဂယုမဆိုင်ဘူးနောက်ဆိုဟိုရှိရဆိုင်တွင်မှာပဲတက်တောက်တော့မယ်ဟူထီကဘာကြီးကွာပြောနေလေသည်မင်းကလေးကစပင်းကဝဲကိုလက်ဖြစ်အသားခိုင်းအပြုံးဖြစ်တုံ့ပြန်ရှင်းလင်းနေ၏ ဇပွဲပေါ်မှာဖောင်ကများကိုလှမ်းယူသောအခါမင်းကလေးအင်ကြီးလည်းဟိုက်သည်ရှေ့သို့ဝိုင်း၍ဟားသွားလေသည်ဆိုင်ထဲမှာလူငယ်လူရဲ့ယောက်ျားလေးတွေပြေးကြနေ၏မင်းကလေး၅ယောက်မြသည်တစ်ဇပွဲမှတစ်ဇပွဲသို့လူလာခောက်တုံကူကလူအပ်သည့်များကိုဖြည့်ဆွမ်းယူဆောင်ပေးသည်ဇပွဲတစ်ခုမှယူဝေနေကျင်သောမျိုးလုံးများနှင့်အမျိုးသားတစ်ယောက်ကကောင်မလေးတစ်ယောက်ကိုလှမ်းခေါ်သည်အနားမှာထိုင်ပါဦးဟုပြောသည်ကောင်မလေးကအနားမှာထိုင်သည် ပြီးတော့ကောင်းမလေးကိုစစ်စစ်ကြီးကစကားပြောသည်ဆိုင်တွင်မှာတော့ဆီလိမ့်နဲ့လူငွေတွေဖြစ်ပူလာအိုက်ဆက်လျက်ရှိလေသည်ပြင်းအောင်ကွာငါးစိတ်ထဲတော့ရင်မအေးပဲပိုးအိုက်လာတယ်လို့ပဲညိုင်နန္နာကောရောက်ပြီလားမြောက်သေးပါဦးကွာအေးကန်းလက်ဖိတ်ဆိုင်မဟုတ်လားအေးလေအဲ့မှာလေကောင်းမလေးတွေရှိတယ်တော်ပါ යි ကွာငါဟာငါအဖိုးကြီးနုံမုံနဲ့ကော်ဖီဖြော်တောက်နေရပဲဈေးရင်ငိမ့်ပါတယ် ူတို့သုံးယောက်အေးဆိုင်ထဲမှပြန်ထွက်လာကြသည်မြန်ချင်းသာအေးဆိုင်မှကောင်းမလေးတွေကလမ်းထိပ်မှဝင်လာသူများကိုလှမ်းရေးပြုံးပြနေလေသည်လမ်းထဲမှထွက်ပြီးအနှောရထားလမ်းပေါ်ပြန်လျှောက်လာကြ၏အိုက်တယ်ကွာဒီချင်းအိမ်ထဲဝင်လာရင်အပူငွေ့တွေဟပ်ပြီးအိတ်လို့ရမှာမဟုတ်ဘူးလမ်းပေါ်မှာခဏထိုင်ပြီးစကားပြောရအေးဟုတ်တယ်ပလက်ဖောင်းပေါ်ထိုင်အောင်သူတို့သုံးယောက်လမ်းမီးပလက်ဖောင်းပေါ်မှာလမ်းမပေါ်ချေချပြီးထိုင်ကြ၏ ပလက်ဖောင်းများကိုမကြခင်ကမှပြုပြင်ထားသဖြင့်ညညာတန်ရှင်နေသည်ဒူးရင်းသည့်တဲ့ချိုးဆိုင်သိမ့်နေကြသည်သူတို့ရောက်တဲ့ရာရာစကားတွေပြောကြသည်အထူးသဖြင့်ကတော့ရန်ကုန်မြို့ကလူတွေအကြောင်းပြောပြ၏မင်းကလေးတွေဤဝစားစင်မှု ပေါင်းတင်ဆက်ဆံမှု အပြောဆိုအနေထိုင်စသဖြင့်ခုခေတ်မှာယောက်ျားလေးတယောက်တည်းခြောက်တော်ပုံမလဲဘူးမမင်းကလေးတော်လေးရောက်သွားရင်ကောင်းကောင်းနောက်ခံရတာပဲ ပြီးတော့ခုခေတ်မင်္ဂလေးတွေကယောက်ျားလေးတွေလိုပဲဘန်းစားတွေလည်းတုံးကြတယ်အတင်လည်းရဲတယ်ဝတ်ပုံစားပုံကလည်းပြောင်းနေနေတော့ကြည့်ရတာကြက်တိထတယ်ကြည့်လို့ကလည်းတိတ်ကောင်းသူတို့သုံးယောက်ရေမောကြသည်မျိုးကြီးပြိုင်မှနေတယ်ဆိုတာအမြဲတမ်းစမ်းသစ်သီးထွင်နေဖို့လိုတယ်မဟုတ်လားကိုကမလိုက်နိုင်ရင်ကျန်ရခဲ့မှာပဲဒီတော့ပြပြအိုးကြီးကြီးငငယ်လိုက်လို့ကြာတော့တာပဲဒီခေတ်မှာမင်းကလေးတွေလဲလဲပေါ်တယ်ဆိုပြီးတိတ်တော့အထင်သေးလို့မရဘူးကွာ ူတို့ကလည်းသူတို့စိတ်နဲ့တွေ့မှာဘူးမတိပါမတိသွားလိုက်ရင်တော့ခံသွားရမယ်။သူ့အနဲ့သူအချက်တင်တော့လွဲပါရဲကွာ။မယုံနိုင်စရာတွေတောင်ကြုံရအောင်မယ်။တချို့ကကွာဘူကျုပ်စီသွားရင်မိမက်ပြက်တွေတန်းစီနေတာတွေ့တော့မလို့လို့တရေခွင့်ပတ်ပြီးပဲလမ်းတလားနေတယ်လို့လို့ပြောကြရေးကြတယ်။ဘယ်နဲ့လို့ပြီးဒီလောက်လွယ်လွယ်ရနိုင်မလဲ။ဘယ်မင်းကလေးရဲ့ဘာညာပြောလို့တကယ်အောက်မေ့ပြီးအရန်သွားမလိုက်နဲ့ပါကွဲနေမယ်ဟာ။ဘယ်နေရာမှာဆိုသူ့ချက်နဲ့သူတိမာဖြစ်တာ။ ဓာတ်တည်ဆိုရင်တော့လွယ်တာပေါ့မြို့လေကတဲခိုကန်တချို့သွားလဲရတာပဲတဲခိုကန်နိုင်တော့ဘယ်ရမလဲဟုတ်တယ်မြို့လေလမ်းမဘုရားတိုက်ခန်းတွေပေါ်မှာလဲရှိနေတာပဲတချို့ဆိုလမ်းထဲကလူတွေတောင်မြိတ်မိဘူးတော်တော်လေးသတင်းကြည့်ပြီးဖမ်းဟန်စီရဲ့လုံးမှာတိကြတာတဲ့အတင်ရတဲ့နေရာရှိသေးတယ် private taxi stand တခုလေမြောင်းလဲနေများတော့မြင်နဲ့အကိုတက်စီလိုချင်လို့လားဘာလိုချင်လို့လဲနဲ့အနာကပ်ပြီးလာဆွဲကြတော့တာပဲ လူစီကားတဲ့နေရာကြီးကွာ။ဘာမစို့သူ့အနေသူအချိန်ဆက်ရှိမှလဲလွဲတာပါ။ဒါပေါ့။အကြောင်းတည်ရင်တော့အမြန်ထားလက်မှတ်ကိုဘယ်မှာဝယ်ရလဲ။မော်တော်ကားတိုင်းမှုဖြစ်ရင်အမှတ်ကန်ကြီးအမြန်ထုတ်လို့ရအောင်ဘယ်ဝက်ရှော့ကိုသွားရလဲဆိုတာအစား။ရန်ကုန်မြို့မှာသူ့ဟာနဲ့သူအဆင်သင့်ဆောင်ရွက်ပေးမဲ့သူတွေရှိပြီးသား။ကိုကနှံ့ဆက်ဖို့သာအရေးကြီးတယ်။ရန်ကုန်သားချင်းတူပေမဲ့မြို့လယ်မှာကြဆားသူနဲ့မြို့ပြင်စင်ကြေးဘုံကလူတို့မတူဘူး။ တတ်ထုံးနဲ့အွန်လိုင်းဝင်းတို့တယောက်တစ်ပြန်ဆွေးနွေးသမျှကို မောင်အေးကခေါင်းတင်းငင်းငင်းဖြင့်နားထောင်နေရလေသည်သူတို့စကားဝိုင်းကိုတိန်းတော့ဆန္ဒနာကြီးကြော်ပြီးအွန်လိုင်းဝင်းက34လမ်းကိုပြန်သွားသည်တတ်ထုံးနဲ့မောင်အေးက33လမ်းနဲ့ပြန်ဝင်ခဲ့သည်လမ်းထဲကစူပေါင်းကားထားသောညားဆောင်ဒရဝန်ကြည့်သည်ခောက်တော့ခောက်ပြန်လမ်းလျှောက်နေသည်တိန်းလုံးကြမ်းမမြေကွက်လက်တွင်ဆောက်ထားသောဓမာယုံမှမီးလင်းနေသည် လိုင်းလက်ရဘက်တွင်ကိုပိုင်ကားတွေတန်းစီရထားသည်မှာနေရာပြေးလူလူဖြစ်၏တချို့ကားမှန်တွေကိုစက်ကိုကပြားတွေအဝတ်တွေဖြင့်ဖုံးအုပ်ထားကြသည်အိမ်တအိမ်မှကလားသချင်းကိုကျဲလောင်စွာဖွင့်ထားလေသည်တချို့အိမ်တွေကအင်းရှိတတတကားကိုဖွင့်၍အိမ်တစ်ပြေးချင်းနောင်တွေထောင်ထားသည်ကိုမြင်နေရသည်လာရောက်သည့်တတိုင်းမှမိအောင်နှဲပေါင်းဆက်၍လမ်းမော်သူဖြားကြနေ၏တိုက်တွေ꿰နေသည်ဖြင့်လာဝင်းကိုမမြင်ရချင်း ဆောက်ကလေးကိုဒီမှာပဲခေတ္တရန်နာခွင့်ပြုပါရှင်။နားဆင်အားပေးခဲ့ကြသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျန်းမာပြီးခင်ကြပါစေ။